အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ။ Chan Already Book Channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီကနေ့ကျမှပြင်စိုက်စရာတာတီရေးသားထားတဲ့ကျင်းစာတင့်ရွာဆိုတဲ့စိတ်ဝင်စားဖွယ်ဟာပရာလောကဇလံကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။နားစင်ခံစားပေးကြပါဦးခင်ဗျာ။ကျွန်တော်ရဲ့ Channel လေးမှာပရာလောကပြည့်မှန်ဇလံတွေနာမည်ကြီးစိုက်စရာတွေရဲ့ပရာလောကဝိတ္တုဇလံတွေကိုညစဉ်ညတိုင်းပြောပြပေးမှာမို့ တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား노디ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့ပရိသတ်တွေကိုတောင်းဆို like ပါတယ်ခင်ဗျာကျုပ်တို့အညာရဲ့ညီညာတွေကတော့ရက်တောင်တစ်ဖြက်ဖြက်နဲ့ပေါ့ဗျာစောင်းတော့ကအထက်ထက်ခြုံငဲ့ရတဲ့စောင်းတွေကိုကြည့်ယုံနေတယ်အိုင်လွန်းလို့မမြင်ကိုရမှာကိုသွားထားရတာဗျို့ပူရက်ဗျာတော်တော်နဲ့ကိုအိတ်လို့မရဘူးဗျာဒီကောင်ကျော်တော့ရောက်တော့မှအေးတက်ကလေးကဝင်လာပြီးတော့အိတ်ပြောသွားတော့တာဗျို့ ါတော့နေ့နေ့ချက်ချက်အိပ်ပျော်တာမဟုတ်ပါဘူးဗျာအိတ်လိုက်နိုးလိုက်ပါပဲလင်ယာကြီးပန်းရောက်တော့မှနေ့နေ့ချက်ချက်ကိုအိပ်ပျော်တော့တာပြုမနေ့ရောက်တော့တော်တော်နဲ့ကိုအိယာကမထနိုင်ဘူးဗျာဒီချိန်ကကျုပ်တို့အညာသားတွေထိစိန်ယူတဲ့အချိန်ပေါ့ဗျာကိုကြော်တယ်ကိုကြော်တယ်ကျုံသားတွေမှာပေါ်တန်ကိုကြားလိုက် ပြန်အိပ်ပျော်သွားလိုက်ဖြစ်နေရတာပြုတားဒီဟဲ့တားဒီဝိုင်းမှာနေ့ကို ခေါ်လို့ဟဲ့သာစမ်းအမေကနှိုးတော့မှကျုံနှိုးသွားတာဗျာ ဟင်းဘယ်သူတော့အမေရဲ့မသိဘူးဟဲ့ခေါ်တန်ကြားတာပဲရုပ်လဲအိတ်ချင်ဘူးသူနဲ့ထပြီးတော့ကြည်ရတော့တာပါဗျာတောကျော်ဗျာတရားတော်เจ้าကเจ้าသားလေးဗျာဒီကောင်တောကျော်လာလေးကွာရုပ်ကလှမ်းခေါ်လိုက်တော့မှဒီကောင်ဝိုင်းတဲ့ကိုဝင်လာတာဗျာဟဲ့တောကျော်ဘာဖြစ်လို့ဝိုင်းနဲ့ဝင်မလာဘဲနဲ့ခေါ်နေတာတော့တန်းဝင်လာခဲ့ပြီရောမဟုတ်လားအမေကတောကျော်ကိုပြောတာဗျာကိုဋ္တာတိရှိလားမရှိလားမသိလို့ပါအကြီးရဲ့တောကျော် မောက်ကိုဆရာတော်ခေါ်ခိုင်းလို့လားကျုပ်ကမေးလိုက်တော့တောကြကမျက်လုံးပြူးပြူးလေးနဲ့ကျုပ်ကိုကြည့်ပြီးတော့ခေါင်းငိမ်ပြရတယ်ဗျပုံဆွဲခိုင်းမလို့ထင်တယ်မဟုတ်ဘူးကိုဋ္တာတည်းရဲ့ဧည့်သည်ရောက်နေလို့ဗျဟေးဘယ်ကလူတွေတုံးกว่าတောကြရဲ့ဟာလူတွေမဟုတ်ဘူးကိုဋ္တာတည်းရဲ့ဥပစင်နှစ်ပါးဗျဩဘယ်ရောက်ကဥပစင်နေလဲကွာအဲရတော့ကြုံလဲမသိဘူးဗျတခါမှတော့ကြောင်းကိုလာတာမတွေ့ဘူးဗျကျုပ်ကမျက်နှာကိုကြပြားကြရတစ်ပြီးတော့တောကြုံနေတရားတော်ကြောင်းကိုလိုက်ခဲ့ ကျောင်းရောက်တော့ဇီယာတော်ကိုဝေးပြူပြီးတော့အာဂန်နုဥပဇင်နှစ်ပါးကိုဝေးပြူလိုက်ဥပဇင်တွေကအသက်40ကျော်အရွယ်လေးဗျသူ့ကိုအကဲခက်ပြီးတော့ကြည်နေကြတယ်ဇီယာတော်တာတီဆိုတော့သူလားဗျာဟုတ်တယ်ဥသိကတာတီဆိုတော့သူပါပဲဒီဒီကလေးကငယ်လို့နေတော့တပည့်တော်တို့အကြောင်းကိစ္စကကြည်နေတရားလိုပါဗျာကျုပ်ဇီယာတော်ကအာဂန်နုဥပဇင်နှစ်ပါးကိုပြုံးပြီးတော့ကြည်လိုက်အရှင်ဗျာပြောတဲ့သဘောကိုတပည့်တော်သိပါတယ် ရှင်ဘုရားတို့ကိစ္စကိုမောင်တာတွေဆောင်ရွက်နိုင်ပါမလားရှင်ဘုရားတန်တရားဖြစ်နေတယ်မဟုတ်လားဒီရတော့တော့မပူနဲ့အရှင်ဘုရားမောင်တာတွေကငယ်ပေမဲ့မောင်တာတွေရဲ့နောက်ကဇေယျတွေကမငယ်ကြဘူးဇေယျဆိုင်တော့ပါဇေယျဘိုးလူဘေးတို့ဇေယျဦးမင်းအောင်တို့ကနည်းနည်းရရပုံကိုယ်တွေမဟုတ်ကြပါဘူးခင်ဗျာပြီးတော့မောင်တာတွေရဲ့နောက်မှာမမမမရက်နေတယ်မဖဲဝါကလည်းမောင်တာတွေတောင်းသမျှအကူအညီကိုပေးနေကြပါဗျာဟာမဖဲဝါဟုတ်လားရှင်ဘုရားဟုတ်တယ်ဦးညာလား ပဖဲဝါနဲ့မောင်တာလေးတို့ကကိုညောင်ရဲခဲ့ကြတဲ့ကတရားသပဲတွေပြပညာမောင်တော်မတွေဒီဘွားမှာပြန်ပြီးတော့ဆုံကြတာမဖဲဝါကတော့အကြောင်းမကောင်းလေဘူးပေါ့အရှင်ဘုရားရေတင်းကြိုင်းဆောင်တရားမကြီးအဖြစ်နဲ့လေဒါမှမလဲသူ့မောင်တာဒီကိုတော့တော်တော်ချစ်ရှာတာဗျအားကြီးစောက်ရှောက်တာဟင်းဟုတ်လားမောင်တာဒီကိုကျိုးတို့ကအထင်သေးလို့ပြောတာမဟုတ်ပါဘူးကွယ်ဝင်နေအားပြပါမလားလို့တွေးလိုက်မိတာပါဥဒိန်ခကကျုပ်ကိုအားနာပြီးပြောတယ်ဗျ ရပါတယ်ဗျာတပည့်တော်နားလဲပါတယ်ဓာတုကွယ်ဓာတုဓာတုဥသိင်္ဂကကြိုစကားကိုဓာတုခေါ်တယ်ဗျာအရှင်ဘုရားတို့ရဲ့အကြောင်းကိစ္စကို သိပြရစေဗျာဒီလိုဓာတီဟောဒီဥသိင်္ဂတို့ကအလေယုံမာနာကသင်မတို့ယုံပြီးတို့ကိုကိုကွားတို့တရကုန်းတို့ဆိုတဲ့ရွာလေးတဲကတရကုန်းကားကသူတို့ဆရာတော်ဥရစိန်ကလည်းငါနဲ့စာသင်ပန်းစာဝါလိုက်လေအတူတူစာချက်လေအတူတူသွန်ကန်ကြွလေအတူတူပေါ့ကွာ အခုဒီဥပဇေတွေလာကြတာကငါးတငယ်ချင်းမောင်ရစိန်လွတ်လိုက်လို့ကွာအเจ้าကတော့အစမ်းသားကြီးရောက်စီရလဲတော်တော်ကိုကောင်းတာသူတို့တည်တင်းတုံးနဲ့တရကုန်းတရွာလုံးယူသွားလို့တယ်ဟိဖျားဖျားတရွာလုံးယူသွားတယ်ဟုတ်လားဆရာတော်ရဲ့စကားဆုံးတော့ကျုပ်လန့်ပြီးတော့အော်မိလိုက်တယ်ဗျဟုတ်တယ်တာဒီဥပဇေတို့တန်ခါတွေအားလုံးစင်မရာကအလှကိုကြွားနေကြတာကျောင်းမှာကပီးယားနဲ့ကိုရင်နှစ်ပါးပဲကြံတယ်စင်မအလှပြီးလို့ကျုပ်တို့တန်ခါတွေပြန်ကြလာတော့ ကိုရင်လေးတွေနဲ့ကပီးယားကအလန်တကြကြောက်တော့တာပဲကွာဒီအောင်လုံးကလူတွေအားလုံးယူးနေကြပြီးတော့ကြွားတဲ့ကအိမ်တွေပေါ်မှာကြီးကန်းတွေအများကြီးနားနေတာလေဘဲဘဲလှုပ်နေကြဆိုပဲအိမ်ခေါင်မိုးတွေပေါ်မှာရောသိပေတွေပေါ်မှာရောအကောင်ပေါင်းတောင်းနဲ့သိန်းနဲ့ချီနေတာလို့ရှောက်တယ်။ကျောင်းမှာကြံခဲ့တဲ့ကပီးယားနဲ့ကိုရင်တွေကရောဘာမှမဖြစ်ကြဘူးလားဖေ။ကျုပ်ကအန်အောင်လုံးလို့မေးလိုက်တာဗျ။ဘာမှမဖြစ်ဘူးမောင်တာလေးရဲ့ကျုပ်တို့ကျောင်းကရွာရှိပိုင်းမှာရွာထဲပိုင်းနဲ့ဆိုရင်တော့နည်းနည်းလောက်လှမ်းသေးတယ် ကိုယ်လေးတွေသုံးခန်းတွေကြွားတော့ကြီးကန်းတွေလိုက်ထို့လို့ဖက်ပြေးလာရတာဟိလူတွေကယူပြီးတော့ရဲနေကြတာတဲ့ဝဇက်ကလည်းတောင်စီရေမရနေဘာတွေပြောနေမှန်းကိုမသိတာတဲ့ဒါနဲ့ပဲကိုယ်လေးတွေကိုကပီးယားကကြောင်းမှာပဲစွန့်ချက်ကတ်ရတာကွအရှင်ဘုရားတို့ရောရွာတဲ့ကိုတွားကြည့်ကြသေးလားဗျာအာကြည့်တာဗောရုပ်တို့ကြောင်းကရှိသမျှတန်ကားတွေအားလုံးရွာတဲ့တွားပြီးကြည့်ကြတာလူတွေကသူတို့နာမည်ကိုတော့သူတို့မမှတ်မိတော့ဘူးဒါဒီအာဒီတော့တော့ဖြစ်သွားတော့လားဗျာဟုတ်တယ်ကွာ ဒါပေမဲ့အကုန်လုံးယူလာတော့မဟုတ်ဘူးကွာတခြားဆိုရင်ခရီးသွားနေတဲ့လူတွေပြန်ရောက်လာတော့အကောင်းပဲကွာဘယ်သူမှမယူဘူးသူတို့ပြောလို့ဥပဒေတို့တိတာတခုရှိတယ်ရွာပြင်မှာအလောင်းနှလောင်းတွေ့တယ်တဲ့ဘယ်သူအလောင်းလည်းတော့မသိဘူးကွာအလောင်းတွေမှာအသားဆိုလို့ဘာမှကိုမရှိတော့ပဲတဲ့အယိုးစုကြီးပဲကြံတော့တာတဲ့ဟာကြီးရဲတွေထိုးဆယ်ပြီးတော့စားစောက်ပြေးကြတာလို့ဥပဒေတို့ကတွေးရတာပေါ့ကွာရွာမှာရောက်နေတဲ့ကြီးကန်းကဥပဒေစိတ်ထဲပြောရရင်အကောင်ရင်တောင်းတဲ့ကြီးနေပဲထင်တယ် ဒီတော့တော့များတာလားဖေ။များတယ်မောင်တာတွေများတယ်ကွ။အဲ့လောများရင်တော့လူတယောက်မဟုတ်ဘူးဥပစင်တရွာလုံးကတော့တက်ပြင်းနိုင်မယ်ထင်တယ်။အော်တေချာတော့ပေါ့ကွာ။ယူတွေအိမ်ပြင်ထွက်လာတဲ့ပြေးစင်လာပြီးတော့ဝိုင်းထိုးကြစိတ်ကြတာကွ။ယူတွေဆိုအေးအပြင်းကိုတရားမကမထွက်ရဲဘူးကွဟင်းဒါဆိုရင်တရားလုံးကြီးကအတန်တွေသူညံနေမှာပေါ့အာမညံဘူးမောင်တာတည်းရဲ့ကြီးတွေကအတန်တန်းမှာကိုမထွက်ဘူးကွာ ရေပြီးတော့ရွာထဲကိုပဲကြည့်နေကြတာအိမ်မေထွက်တာနဲ့ပြေးပြီးတော့ထိုးကြတယ်အတန်စတန်းပါကိုမထွက်ဘူးကွာဟာကြောက်ကြောက်ကြောက်စရာကြီးပါလားအရှင်ဖျားရေဟုတ်တယ်မောင်တာဒီဒါကြောင့်ဆရာတော်ကဥပဇင်းတို့ကိုလွှတ်လိုက်တာဥပဇင်းရဲ့ဥပဇင်းတို့ရွာထဲသွားကြည့်တော့ကြီးကားတွေကလိုက်မထိုးကြဘူးလားတို့တို့ကယတနာတို့ပေးကိုရွတ်သွားကြတာမောင်တာဒီရဲ့တို့တို့ကိုကြီးကားတွေကမထိုးကြဘူးကြည်ုံပဲကြည်နေကြတာတို့တို့ကတော့ခေါင်းကိုတန်ကားလေး အုပ်ထားကြတော့ပေါ့ကွာဒါပဲလေမထိုးကြပြီးတော့ယူသွားတဲ့လူတွေက အစားတော့တယ်မစားကြဘူးကွာကြာရင်တေကုန်ကြမှာပဲခမင်းမဟင်းမမသိအောင်ကိုယူကြတာပဲအရှင်ဖရားရဲ့ဟုတ်တယ်မောင်တာဒီမောင်တာဒီရဲ့အကြောင်းတွေကိုကျုပ်တို့ကမသိပေမဲ့ကျုပ်တို့ဆရာတော်ကသိပါဆရာတော်နဲ့ဒီဆရာတော်နဲ့ကအခုနကပြောသလိုတကယ်ချင်းနေလဲဖြစ်တယ်အလူတန်းတွေကထရီနေမှာလဲစုံနေကြဆိုတော့မောင်တာတဲ့အကြောင်းကိုဆရာတော်ဥက္ကဋ္ဌကပြောပြဘူးလို့ဥပဇိတို့ဆရာတော်ကသိပြီးသားပါ ဒါကြောင့်လဲအရေးကြုံတော့ဒီကိုချက်ချင်းလွှတ်ရတာပေါ့ကွာကဲအဖေကတော့ဒါပဲမောင်တာဒီအဖေကတော့အဲ့ဒါပဲကွက်ရွာလုံးကျော်ယူတာဆိုတော့ဘာတွေဖြစ်တယ်ဆိုတော့ကိုတော့ပြန်ပြောမယ်လူကတရားအောင်မှာမရှိဘူးလေကျုပ်စီရတော့ကကျုပ်ကိုပြောတာဗျတပည့်တော်လဲဒီလိုအဖေမျိုးကိုတခါဟာမှကိုမကြားဘူးပါဘူးဗျာတပည့်တော်ရဲ့ဆရာကြီးတွေလဲဒီလိုအဖေပြန်မျိုးကိုတခါဟာမှမပြောပြဘူးဗျာဟုတ်တာပေါ့ကွာကျုပ်ဆိုရင်အခုအသက်80ကျော်နေမှပဲကျုပ်သက်ဒါမျိုးမြင်ဘူးပို့နေနေသားသား တခါမှကိုမကြောက်ပါဘူးမောင်တာဒီရဲ့တရားတော်ကပြောလိုက်တော့တရားကောင်းကရောက်လာတဲ့ဦးစင်းနှစ်ပါးကခေါင်းကျင်းကြတယ်ဗျဒီလိုလုပ်ပါဗျာအရှင်ဖျားတို့ဒီတညတော့ဒီเจ้าမှာပဲတရင်သုံးကြပါဘယ်တော့အချိန်မဆွဲဘဲနဲ့လုံးစရာရှိတာတွေလုပ်ပါမယ်ဒါပေမဲ့ကြောက်ကြမှာလုံးလို့ရမှာမဟုတ်ပါဗျာ ကောင်းပါပြီမောင်တာဒီတို့တို့ဒီညเจ้าမှာပဲကျင်းလိုက်ကြပါမယ်တို့လည်းအချိန်မဖြုံးတော့ဘဲနဲ့တရားတော်နဲ့ဦးစင်းနှစ်ပါးကိုကတော့ပြီးတော့ပြန်လာခဲ့ cái này về cháu khai này ta mới đi gửi nguyên kho lại ta mới đi gửi hộp sản bây giờ cháu phải khai này cháu khai của đó bị đầu có gối lừa bị giờ đó 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 thuế của bố mới cho người là vụ cho khai này chú cả đó thuế này ta khá mà lâu mà lâu phút tê vừa bây giờ, ta mới đi gọi đó ra gõ thằng nét đó bây giờ lâu rồi này mà đó lúc tê giờ đây còn mà bây giờ cụ này chú cả cháu phải khai đó thì có ngọn sân nguyên mộng chỗ mộng nhiều tí chắc tổ mà sao là mà chẳng quay là đó bây giờ nhiều tí cháu khai này ba tí đó bây giờ bây giờ thầm em thôi bộ bây giờ và không là đó bây giờ ယုတ်ကမဖဲဝါအဲ့အတွက်ချက်ရင်အမေးစီကဘာမှမယူဘဲနဲ့အကုံွယ်သုံးတယ်ဆိုတော့ကိုတောက်ခဲရောတံမလီရောပြီးကြတယ်လေဗျာစီကတော့ကျုပ်တို့အိမ်မှာပေါ်တယ်လေဗျာဝဲစီရမလို့ဘူးဗျာပြီးတော့ကောကတောက်ခဲပြေရောတော့ကျုပ်တို့ဟင်းကူချက်ပြီးတယ်ဗျာဒေါ်ထိတ်ကိုလည်းတေချာအောင်တောက်ခဲကမှားခဲ့ပြီးသားလေဗျာညနေ9နာရီလောက်ရောက်တော့ထမင်းထုတ်ထုတ်ပြီးတော့ကျုပ်တို့ထမင်းနှောင်းကိုအစင်းစင်းပြင်ထားလိုက်တယ်ညနေနေမွေငယ်ဒေါ်ထိတ်လည်းရောက်လာညာ9နာရီထို့တော့တောက်ခဲကထမင်းနှောင်းလေးထမ်း တမလီကဒံမီထိုးပြီးတော့ကျုပ်တို့ခနာကုတ်တင်းချိုင်းတဲကိုရောက်လာကြတယ်။တင်းချိုင်းတဲကိုရောက်တော့ကျုပ်ပြင်နေကြ။အเจ้าအမကြီးရဲ့ဂူအမထမွေးဖက်ပြင်လိုက်တယ်။ကျုပ်ဖျောင်းတိုင်းမီးထုံလိုက်တဲ့အချိန်မှာပဲဇေယျပေါ်မှာနားနေတဲ့ငှက်တကောင်ထပြန်သွားတယ်ဗျ။အတန်ကြားလိုက်တော့မှငှက်ဆိုးတကောင်ပဲကျုပ်သိလိုက်တယ်။အိမ်ထဲမှာလူအမရှိရင်ငှက်ဆိုးထိုးတံကိုတိတ်ကြောက်ကြတာပေါ့ဗျာ။အဲ့ဒီအချိန်မှာငှက်ဆိုးထိုးလို့ကတော့လူအမကိုကုလို့မရတော့ဘူးလို့ယုံကြည်ကြတာဗျ။ဒေါ်ထိပ်ကလည်းတခြားနှက်ကတော်လေလိုပဲဗျ။ တောင်းအမကြီးကူရှိကမျက်ခင်းလေးပေါ်မှာပဲကျုံကျုံလေးထိုင်ပြီးတော့သပင်ကိုဖားလာချလိုက်တယ်။သူကဒေါ်ထွေးအစင်သိဖြစ်သွားတဲ့အချိန်မှာမဖဲဝါကိုစပြီးတော့ပင်းလိုက်တယ်ဗျ။သင်ကြားရှင်မကြီးမဖဲဝါရောက်ရရက်ကနေကြွလာခဲ့ပါဗျာ။အရှိနေထွက်အနောက်နေဝင်တောင်းတန်း၅ခွင်းမြောက်တူအတွင်ရောက်နေရဌာနမှာအများဆုံးကြွခဲ့ပါဗျာ။မဖဲဝါအတွက်စားဝဲပြင်ပြီးထားပါပြီဗျ။အများဆုံးကြွခဲ့ပါဗျာ။ဟောလာပြီဗျို့ဘွေဥတန်ကြီးကို ီးတောင်ကုန်းဘက်ကစပြီးတော့ကြားနေရပြီဗျနီးလာပြီဗျခွေးဦးတန်ကတဖြည်းဖြည်းနီးလာမဖေးဝါရဲ့ခွေးကြီးလက်ကျော်ရဲ့အတန်ကြီးဗျဟောလာပြီဗျသင်္ချိုင်းဂူတွေပေါ်ကနေရိတ်ခနဲရိတ်ခနဲနဲ့ကြွေးလာလားဗျအာဒေါ်လေးကိုယ်တည်းကိုလှစ်ခဲနဲ့ဝင်သွားပြီဗျဒေါ်လေးကသပင်ဖားလာကြီးနဲ့လက်တွေကိုေးကောက်ပြီးတော့ထပြီးရက်တယ်ဗျဟောခုံပြီခုံတက်လိုက်ပြီဗျသမွေးပဲပြင်ထားတယ်အုတ်ကူကြီးပေါ်ကိုလွှားကြတဲ့နဲ့ခုံတက်လိုက်တာဗျ ုံမှန်ဆိုရင်ဒေါ်တွေဘဲခုံနိုင်ပါလေဗျာမဖဲဝဝင်လေလို့သာခုံနိုင်တာဗျစားပြီဗျဘူဝမှာဒူးတစ်ပတ်တော့တစ်ဖက်လဲထိုင်ပြီးတော့ထမင်းတွေစားရောဗျထမင်းစားလိုက်ကြက်သားစားလိုက်အယိုးတွေကိုဂူပြီးပြစ်ချလိုက်နေဗျတကယ်တော့အယိုးတွေကိုနှက်ကြော်ကြီးစီပြစ်ချပေးနေတာဗျထမင်းတွေဟင်းတွေတဝက်လောက်ကုံသွားတော့မှမဖဲဝကကျုပ်ကိုလှမ်းကြည့်ဒီလိုပါမဖဲဝရိုးမှနားမှရှိရတရကုန်းရွာကဖုန်းကြီးတစ်ပါးရောက်လာသူတို့ဒီရွာလုံးယူသွားလို့တယ်ဗျာ မဖေဝါကခေါင်းကျင်ပြီးပြောတယ်ဗျကြီးကဲဆိုတာအနက်ပဲရှိတယ်ကြီးဖြူဆိုတာမရှိဘူးနှစ်တွေရာချီထဲမှာကြီးဖြူတကောင်ပေါ်တတ်တယ်ဒီလိုကြီးဖြူပေါ်ရင်တရင်ကြားတဲ့ကြီးညက်တွေအလုံးရောက်လာပြီးတော့ကြီးဖြူကိုခါစားကြတယ်ကြီးဖြူကသူတို့ရဲ့အရှင်သခင်ပဲအခုလဲရိုးမပေါ်မှာကြီးဖြူတကောင်ပေါ်တယ်ကြီးညက်တွေတောင်းတဲ့ချီပြီးရောက်လာကြတယ်လူတွေကြီးဖြူပေါက်တဲ့တောထဲကိုလိုင်းကြီးညက်တွေကစောင့်ကြည့်ကြတယ်ကြီးဖြူကိုအကာအကွယ်ပေးဖို့အမြဲစောင့်ကြည့်နေကြတာ တရကုန်းကငဆင်းနဲ့ငတင့်ဆိုတဲ့ညီကိုကတော်တဲ့ဝင်ပြီးတော့ထင်းခွေနဲ့ជីဖြူကိုတွေ့သွားတယ်။ငတင့်ဆိုတဲ့ကောင်က လေးကွာပြစ်တာအင်မတန်လမ်းဖြောက်တဲ့ကောင်လေးပဲ။ငတင့်ကជីမဲတွေကိုလေးကွာနဲ့ပြစ်ပြီးတော့မောင်းထုတ်ပြီးတော့ငဆင်းကជីဖြူကိုပြစ်ချလိုက်။တစ်ချက်ထက်နဲ့ထိပြီးပြုတ်ကြလာတယ်။ជីညာတွေအရန်ဒေါသဖြစ်ပြီးတော့ငဆင်းနဲ့ငတင့်ကိုဝိုင်းထိုးကြ။ငဆင်းနဲ့ငတင့်ကသူတို့ပြစ်လာတဲ့ជីဖြူလေးကိုရွာထဲမှာပြတော့ရွာသားတွေကဝိုင်းပြီးជីကြ။ជីဖြူဆိုတာမြင်မှမမြင်ဘူးကြတာ။ ီးဖြူကနှုတ်သီးရောခြေတော်ရော အားလုံးကဖြူတာကြာတစ်ခုပဲအနီးပါတယ်အဲ့ဒီကြီးဖြူကိုငါစစ်တဲ့ငါတဲ့ကမိခင်စားကြတယ်မစားခင်မှာငါတဲ့ကပြောသေးတယ်ခေကောင်ငါစက်ကြီးဖြူသားစားပြီးမင်းတဲ့ကကရဲဝီပြက်တာလို့စွန့်ကျင်စွန့်သွားမှာကွာဟာဒီလိုစွန့်တော့လဲကောင်းတာပါကွာတော်ရက်ကတက်ပင်တွေကိုတရားထက်နဲ့ကိုအောင်လှဲ့ပြီးတော့ထေးခွေထားအမေတို့ဖေတို့တသက်စာထင်းဖူလုံသွားပြီပေါ့ကွာ အဲ့ဒီညီရကိုကြီးဖြူလေးကိုမီးကင်နေတဲ့အနန်းကဒီအောင်လုံးကိုပြန့်သွားတယ်။လူတွေကလည်းမွေးလိုက်တာဆိုပြီးတော့ရှူကြတယ်။ရှူရင်းရှူနေတဖြည်းဖြည်းယူကုန်ကြတာဟိ။ငစင်းနဲ့ငတင်းကတော့ယူသွားပြီပဲကြီးဖြူသားကိုစားလိုက်ကြတယ်။ပြီးတော့လည်းညီကိုနှစ်ယောက်လေးကွာလေးယူပြီးတော့ကြွားပြင်ထွက်လာကြတယ်။နောက်ထပ်ကြီးဖြူတစ်ခေါင်ထက်ရှောင်အောင်မဲ့ဆိုပြီးတော့ထွက်လာကြတာ။သူတို့တစ်ယောက်စလုံးယူနေကြပြီလေ။သူတို့ထွက်လာတာမြင်ရော သူ့ပြည်ပေါ်တွေမှာနားနေတဲ့ကြီးငယ်တွေဟာအကောင်ပေါင်းတောင်းနဲ့ခြီးပြီးတော့သူတို့ကိုဝိုင်းထိုကြတာတာဒီရဲ့ပထမဆုံးမျိုးလုံးတွေကိုဖောက်ပြစ်ပြီးတော့အသေးထိုးတိုင်ကြတာငစီရောငတရော အော်ရင်အော်ရင်နဲ့တေကုန်ကြရောသူတို့အရှိန်သခင်ကိုတတ်သွားတဲ့ကောင်းတွေဆိုပြီးတော့ကြီးငယ်တွေဟာအသားတွေကိုထိုးစားကြတာနောက်ဆုံးအယိုးစုပဲကြံတော့တာဟာဒါဆိုရင်ယာသားတွေတွေ့တဲ့အယိုးစုနှစ်စုဆိုတာငစီနဲ့ငတင်းတို့ရဲ့အယိုးစုတွေပေါ့ဗျအေးဟုတ်တယ်အခုကြီးကန်းတွေကသစ်ပင်ပေါ်တွေမှာရော အိမ်ခေါင်မိုးတွေပေါ်မှာနားပြီးတော့စောင့်နေကြတာတဲ့မဖဲဝါရဲ့အဲ့ဒါဘယ်လိုလုပ်ရမလဲဗျဒါလေးနေလုတ်ပေးခြင်းငါပြောတာကိုမှတ်ထားပြီးသွားလုတ်ပေးလို့ရတယ်ကောင်းပါပြီမဖဲဝါနေစင်မကိုသွားအဲ့ဒါကနေတောင်ပေါ်ကိုတက်တက်တက် ကြီးပန်းဆိုတဲ့ရွာတောင်ပေါ်မှာရှိတယ်ကိန်းတွေနေကြတာအဲ့ဒီရွာကိုဘယ်ကြီးကန်းမှဝင်ပြီးမနာဘူးရွာပေါ်ကလည်းဖြတ်မပြန်ဘူးဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီရွာမှာကြီးတုံတီးပင် ရှိလို့ဟဲ့အပင်ကအနက်ပွင့် ုံစံကကြီးကန်နှုတ်သီးနဲ့တပုံစံနဲ့ပဲကြီးကန်ကအဲ့ဒီပင်ရှိရဲ့နေရာကိုလုံးလုံးကိုမသွားတာအဲ့ဒီကြီးနှုတ်သီးပင်ကကိုင်းတစ်ခိုင်းယူရမယ်နေဟာနေတက်ခုံလို့တော့မရဘူးအပင်ကအကြီးကြီးအဲ့ဒီမှာတရေတကောင်စောင့်နေအပင်လာခုံရင်ချက်ချင်းတက်ပြင်မှာအဲ့ဒီရောင်မာနေရဲ့လူတွေကအဲ့ဒီတရေကိုမြင်ဘူးကြတယ်ဘယ်တော့မှအဲ့ဒီအပင်ရောက်ကိုမသွားဘူးနေကအဲ့ဒီတရေကိုပြောလိုက် ဘဖဲဝါသေတုံပြုတ်ကြလို့သေကိုင်းတကိုင်းပေးလိုက်ပါလို့မှားတယ်လို့ပြောပြီးသူကနေ့ကိုသေကိုင်းတကိုင်းပေးလိုက်မယ်အဲ့ဒီသေကိုင်းကိုယူပြီးတော့အပင်အောက်ကခတ်တတ်တတ်ပြန်ခဲ့အဲ့ဒီသေကိုင်းကို အမုံတိုက်ပြီးတော့မီးခဲဖို့ဖြူးလိုက်ထွက်လာတဲ့မီးခုတ်ကိုအယူးတွေကိုရှူခိုင်းအားလုံးကောင်းသွားလိမ့်မယ်အဲ့ဒီမီးခုတ်ကိုရွာထဲမှာအစာဆုံးလွှင့်လိုက်ကြီးကန်းတွေပြေးလိမ့်မယ်သားတော်ပြီးတာနဲ့မဖဲဝါပြန်ထွက်သွားတယ်မဖဲဝါထွက်သွားတာနဲ့ရှေ့ကို ကုန်းကုန်းကြီးနဲ့လဲကြသွားတဲ့ဒေါ်ထွေးကိုကျုပ်ကပြေးထူပြီးတော့ပုံတို့ရတာပေါ့ဗျာဒေါ်ထွေးတတိကောင်းကောင်းရတော့ကျုပ်တို့ရွာပြန်ခဲ့ကြအေးရောက်တော့အကျိုးအကြောင်းပြောပြပြီးတော့ဆရာတော်ကျောင်းကိုလာခဲ့တာဗျရောက်ခဲတဲ့တံပတိကိုတော့အိမ်ပြန်ခိုင်းလိုက်တာပေါ့ဗျာဆရာတော်ကျောင်းကိုရောက်တော့ကျုပ်ကိုစောင့်နေတဲ့ဆရာတော်နဲ့တရေကုန်းကဥပဇင်းတစ်ပါးကို မဖဲဝပြောသည်မအားလုံးပြောပြလိုက်တယ်မနေ့အစောကြီးထပြီးတရေကုန်းကလာတယ်လှဲတယ်ကျုပ်လိုက်ခဲ့တယ်ဥပဇင်းတစ်ပါးကတော့ ကျုပ်လိုက်လာတော့ဝမ်းသာကြတော့ဗျာတဲကိုစင်မအထီတန်းပောင်ကြတယ်စင်မရောက်တော့ဥပစင်းတွေက သူတို့တဲ့အလိုရင်းနေတဲ့လူတွေရောက်ကိုကျုံနဲ့ထဲ့ပေးလိုက်ဒီလူကစင်မသားဗျနာမည်ကကိုမှန်းတဲ့တောင်ပေါ်မှာတော်တော်လေးလမ်းကျွဲတယ်တောင်ပေါ်ကကရင်ရွာကိုလည်းမကြမကြသွားနေတဲ့လူတွေဗျတရကုန်းကကြွာလာတဲ့ဥပစင်းနှစ်ပါးကစင်မဖုန်းကြီးကြောင့်မှာတရင်သုံးနေကြတယ်စင်မဆရာတော်ကလည်းသူတို့နဲ့တော်တော်လေးခင်မင်တာဗျ လဲဆီယာကတော့ကြွားတဲ့ကသူ့ရဲ့ဒီအိမ်မှာပဲတဲတယ်လဲဆီယာက ခရီးသွားနေလို့မယူပဲကြံခဲ့တာတရေကုန်းကတရင်ကတင်မမှာပြန့်နေပြီဗျဘုံကြီးเจ้าကလူတွေအုံပြီးတော့တရေကုန်းကဥပုစနစ်ကိုမေးကြမြန်းကြဥပုစနစ်ကပြောပြတဲ့ကိုနားထောင်ကြားနေပေါ့ဗျာလာပြီးကက်ကြတဲ့စွန်းနေစွန်းဟင်းတွေကလည်းမနှဲပါဘူးဗျာသမင်းစားပြီးရတဲ့ကျုံတဲ့ကိုမန်းတောင်ဘကိုစပြီးတော့တက်ကြကိုမက်ကလမ်းကျတဲ့သူဆိုတော့ခကြီးတွင်တာပေါ့ဗျာ ជីမနာကိုရောက်တော့ညနေ3:00နာရီထိုးပြီဗျជីမနာကကရင်ရွာလေးဗျဒီရွာလုံးကခြေတရရှိအိမ်ကြီးပဲကိုမက်ကသူ့မိတ်ဆွေစောဒီဒီတို့အိမ်ကိုတန်းသွားတယ်အကျိုးကြောင်းတွေပြောပြတာပေါ့ဗျာတရကုန်းကအဖြစ်ပြက်တွေကိုကြားတော့စောဒီဒီကအော်လို့လို့သူ့ရင်ဘက်ကိုလက်နဲ့ဖိပြီးတော့ပြမဖိရလေကွာဒီရွာလုံးယူသွားတယ်လို့ငါဖြစ်တခါမှကိုမကြောက်ဘူးကွာငမက်ရဒါဟာကြီးကန်းတွေကျိန်စာတိုက်တာဖြစ်မယ်ကွာဟုတ်တယ်စောဒီဒီကြီးကန်းတွေရဲ့ကျိန်စာတင့်တာကဗျာ ုကဝင်ပြောလိုက်။ကိုမက်ကအကျိုးချောင်းကို ပြောပြထားတော့သောတရီကကျုပ်ပြောတာကိုလေးလေးနက်နက်လက်ခံတာပေါ့ဗျာ။နေပေါ်ဦးမောင်တာတည်းရဲ့ငါးစီကိုမင်းတို့လာကြတာကဘာကိစ္စရှိလို့တော့ဒီလိုဗျာသောတရီရဲ့ဒီရောမှာကြီးနုတိပင်ဆိုတာရှိတယ်လို့ပြောလို့ဗျာ။ဟောကြီးနုတိပင်ဟုတ်လား။ငါတော့ကြားတော့မကြားဘူးပါဘူးကွာ။ဘလို့ပုံစံနဲ့တော့အပင်ကြီးမျိုးတယ်ဗျာ။သမုံးမေလိုမျိုးဖြစ်မှာပေါ့ဗျာ။အပွင့်ကနက်ပွင့်ပွင့်တာဗျာ။ အပွဲပုံစံကကြီးကန်းရဲ့နှုတ်သီးနဲ့တူတယ်ဗျ။အာရွာပင်ကရှိတယ်အပင်ကိုပြောတာထင်ပါလေ။အနေရောက်ပွင့်တဲ့အပင်ဆိုလို့အဲ့ဒီတပင်ပဲရှိတာကွာ။အပွင့်ကဘာပုံစံလဲဆိုတော့ဘယ်သူမှမသိပါဘူးကွာ။အဲ့ဒီအပင်ကနဲ့ကြည့်ရဆိုပြီးတော့တို့ရသားတွေကအဲ့ဒီအပင်နားကိုသွားကိုမသွားကြဘူး။နှွားတွေအဲ့ဒီအပင်ရောက်သွားတာနဲ့လန့်ပြီးတော့ပြေးကြတာကွာ။နဲ့တော့မဟုတ်ဘူးဗျ။ဘဖဲဝါပြောလိုက်တာကတရားကြီးတကောင်စောင့်နေတာလေ။ဒီအပင်ကိုကြီးနှုတ်သီးပင်လို့ခေါ်တယ်ဗျ။ ဒီအပင်ကပေါ်ဝင်ပင်ဆိုတော့အဆောင်ရှိတယ်ဒီပင်နားကိုလူတွေနွားတွေလာတာကြိုက်ဖို့မပေါ်ဘူးအေးအဲ့ဒါကိုမင်းကဘာလို့မှာတော့မောင်တာတည်းရဲ့တုတ်ကအဲ့ဒီအပင်ကတေခိုင်းကြီးကြီးတကိုင်းလောက်လိုချင်တာဗျထွာဆိုင်လောက်ရှိရဂိုင်းပေါ်ဗျာအပင်ကရောကြီးရလားထွာဆိုင်လောက်ရော ရှိပါမလားသောတေတေရဲ့ကြီးရဲ့ကွာရှိတယ်အပင်ကထဏောင်းပင်ကြီးလောက်ရှိတာထွာဆိုင်လောက်ဂိုင်းတွေရှိတာပေါ့ဟာဒါဆိုရင်တော့အစင်ပြေပြီပေါ့ဗျာအစင်ပြေရတော့ဟုတ်ပါတယ်မင်းကအပင်ပေါ်တက်ပြီးတော့တေခိုင်းကိုခုတ်ရဲလို့လား မင်းပြောတဲ့အဆောင်ကကန်ချလိုက်မှာနော်တို့ရွာကလူတွေကတော့တရားအောင်မှာကိုအဲ့ဒီအပင်ရှိရာနေရာကိုမသွားရကြဘူးကွာရပါတယ်ဗျပြုတ်တက်ခုတ်เสียမလို့ပါဘူးအဆောင်ကသူ့ရွာသူချိုးချာပေးပါမှာပြုတ်ကိုတခုတော့လှုပ်ပေးပါဗျာဘလောက်ကြာကြာကျုပ်ပေးပါမယ်ဗျဘာများတော့တာဒီရဲ့ငါပြောနှစ်ပြီနဲ့ကတော်ဝဲတစ်လုံးလိုးကျင်တယ်ဗျဟာဒါကတော့ရပါလေကွာပတ်စံပေးဖို့မလိုပါဘူးညာမိုးချွတ်တာနဲ့ကျုပ်တို့ ြီးနှုတ်သည်ပင်ရှိရာစီကိုလာခဲ့ကြတယ်ဗျကျုပ်ပြောတဲ့အတိုင်းစောတေတေကလှုပ်ပေးထားတာဗျဝါးတောင်းလေးတစ်လုံးကိုချက်ချင်းရက်ပြီးတော့သူ့ခြံထဲကငါပြောကိုင်းကငါပြောနှစ်ပြီးနဲ့သူ့အပင်ကအုံးဒီလုံးကိုခုပြီးတော့ကတော်ဝဲထိုးပေးတယ်အပင်ရောက်ကိုရောက်တော့ကျုပ်ကကတော်ဝဲပေါ်မှာဖျောင်းတဲ့တတိုင်းထုံးလိုက် ပြီးတော့ကတော်ဝဲကိုမြှောက်ပြီးတော့အတန်ကြဲကြဲနဲ့ပြောလိုက် ပေါ်မျိုးဖြစ်တဲ့ကြီးနှုတ်ဒီပင်ကိုစောင်းရတဲ့ပုံကိုကြီးခမညာကျုပ်ကထဏောင်းကုန်းကတားတယ်ပါ တင်ညာရှင်မဖဲဝါကြီးလွတ်လို့ကျုပ်လာရတာပါဗျာမဖဲဝါကအမှားစကားပါလိုက်ပါလေသူကအေးတကြီးလိုအပ်နေလို့ကြီးကျုပ်သေးပင်ကထွာစမ်းလို့ရှိရဲ့တေကိုင်းတကိုင်းပေးလိုက်ပါတယ်ဗျာကျုပ်တာတွေကတင်ညာရှင်မဖဲဝါကြီးလွတ်လို့လာရတာပါပေါ်ဝင်ပင်ဆောင်ကြီးဗျာသူကကတော်ဝဲကိုအပင်အောင်မှာထားလိုက်တယ်ဗျဟုတ်ပါဗျာအပင်ကထနောင်းပင်လောက်ကိုရှိတာဗျအပွင့်တွေကလည်းတပင်လုံးမဲမဲလှုပ်နေတာဗျဟာ တကိုင်းတကိုင်းကြိုးကြလာပြီပြောဟာဟုတ်တယ်ပြောွာတိုင်းလောက်ကိုရှိတာအရှိက9000လောက်ရှိတယ်ကျုပ်တယ်ကိုမှန်လဲဝမ်းသာအားရနဲ့ပြေးပြီးတော့ထမ်းကြတာပေါ့ဗျာစောဒီတွေကတော့ခက်လန်းလန်းကနေကြည်နေတာဗျဘောင်းတော်ဒီဒီလိုတော့ဟုတ်သားပဲကွာလေးချက်မတိုက်ပဲတကိုင်းကြိုးကြလာတာကတော့အံ့ဩတယ်ကွာသူကတေပင်ဆောင်တဲ့တရေကိုကျေးဇူးတင်ကပြောရတာပေါ့ဗျာပေါ်ဝင်ပင်ဆောင်ပုံကိုကြီးကိုကျေးဇူးတင်ပါတယ်ဗျာ ြီးမင်းကစောရီရဲ့အိမ်ရောက်လို့ကြီးလိုက်တော့အပွင့်နေပါပါလာတာဗျဟုတ်တယ်ဗျို့ကြီးကန်းတကောင်ရဲ့နှုတ်သီးနဲ့တပုံစံနဲ့ပါဗျမဲမဲကောက်ကောက်ဗျလက်မောင်းနေတဲ့အပွင့်နေဗျအပွင့်နေအားလုံးချွေယူပြီးတော့သက်ကူနဲ့ထုတ်လိုက်ပြီးတော့ပါလာတဲ့အရွက်တွေဂိုင်းတဲ့လေးတွေကိုခုတ်ပြီးတော့ကျိုးနဲ့စီးလိုက်မနက်မိုးလေးတောင်လည်းစောထေတေတို့ပေါင်းတဲ့ကောင်းကြီးပေါင်းစားပြီးတော့ကိုမတ်နဲ့ကျုံနဲ့စင်မောက်ကိုပြန်ချလာတာပေါ့ဗျာလမ်းရောက်တော့ကိုမတ်ကပြောတယ်ဗျာ ဒီရွာကိုကြီးမနာလို့ခေါ်တာကြီးကန်တကောင်းအောင်မှမရှိဘူးကွာကြီးဖို့နေသားကြီးကန်ကခဏလေးတောင်ဝင်ပြီးတော့မနာကြဘူးအဲ့ဒါကြောင့်ခေါ်တာငါးစိတ်တော့ကြီးကန်တွေမလာတာဒီအပင်ကြီးရှိလို့ထင်တယ်မောင်တာဒီရဲ့အမှန်ပေါ့ကိုမဲ့ရဲ့ကိုမဲ့တွေးတာအမှန်ပဲဗျမဖဲဝါကလည်းကျုပ်ကိုဒီအတိုင်းပဲပြောလိုက်တာပါငါးတော်ရှိတယ်ကြီးညုတ်သီးပင်ကြီးကိုတလန်းလုံးကိုမက်ကထမ်းလာတာဗျကျုပ်ကဧည့်သည်ဆိုတော့ကျုပ်ကမထမ်းရအောင် တင်မကိုရောက်တာနဲ့အချိန်မဆိုင်မနဲ့တဲတဲ့ကောက်ခိုင်းပြီးတော့တရကုန်းကိုခီးဆက်ရတာပေါ့ဗျာဟုတ်ပါဗျာရွာတဲ့ခုဝင်လိုက်တာနဲ့အိမ်ခေါင်မိုးတွေပေါ်မှာရောတစ်ပင်တွေပေါ်မှာပါနားနေတဲ့ကြီးကန်းတွေကမဲမဲကိုလှုပ်နေတာဗျာဒါပေမဲ့ဒီကြီးကန်းတွေကကျုပ်တို့ကိုကြည့်ုံပဲကြည့်နေကြတာဗျာအော်လဲမအော်ဘူးထိုးလဲမထိုးပါဘူးအာတကားလေးမောင်တာလေးရေထူးတော့ထိုးပြီကွာဒီတကိုင်းပါလို့မထိုးတာထင်တယ်အိမ်ထဲကအယူတွေရဲ့ရေတန်ကြီးတွေကကြားနေရတယ်ဗျာ ဲမောင်မင်းတို့ငါကိုတော်မြတ်ရေးစားတော်မူတယ်အယူတွေအော်ကြားဟစ်ကြနဲ့ပြောချင်ရပြောတော့တာဗျဦးစင်ပြောတာဟုတ်နိုင်တယ်ဗျာကြီးကန်းတွေကတက္ကန်းကြီးကိုကြည်နေကြတယ်ဗျာကျုပ်တို့လည်းဖုန်းကြောင်ရောက်တာနဲ့တရားတော်ဥရဇိန်သားကကျုပ်တို့ကိုမျောနေတာတွေ့လိုက်ရဟဲဒါကမောင်သားလေးလားကွမမဗျာတပည့်တော် တာတယ်ပါဗျာဒါဆိုကျိုးတငယ်ချင်းဂူးနာရဲ့တပည့်ပေါ့ဟုတ်ပါတယ်ဗျာ မင်းလိုက်လာတာဝမ်းသာလှတယ်ကွယ်မင်းစီအရောကတော့မင်းကိုတော်တော်ချီးမွမ်းထားတာအေးအေးလုံစီအရှိရလုံးကြကွယ်ကြာရင်ဒီရယူတွေတေကုန်ကြမှာကွယ်အသာမမသိအတော်မမသိအောင်ကိုယူနေကြတာပါကွယ်ပြောပြောတဲ့အတိုင်းဥပစင်းတွေရောဖေးသွားလေလို့မယူပဲကျန်တဲ့ရွာသားတွေရောဝိုင်းလုံးကြတယ်ဗျတေကိုင်းကြီးကိုတစ်ခေါက်ခေါက်ပြီးတော့ဒီဘော်တွေထိုးကြတယ်ဒီဘော်တွေကိုအိတ်တိန်နဲ့ထည့်ထားရတာပေါ့ဗျတေကိုင်းကအဆိုကြီးဗျ ဒါမှမီးကိုထွက်မှာပေါ့ဗျာဒီကိုင်းဒီကိုင်းလောက်ရေပေါ်ထိုးပြီးကျန်တဲ့အသားကိုသေးသေးလေးတွေစိတ်လိုက်ကဲအစင်းသေးဖြစ်ရင်ရွာတစ်ခါအယူးတွေကိုဓမာယုံနဲ့ခေါ်ခဲကြပြီတော့ဗျို့သူကချက်ချင်းမီးဖို့မီးတွေခဲတယ်မီးဖို့လေးတွေလွတ်ရတာပေါ့ဗျာတံပကံပြားတွေမှာမီးတွေတွေခွဲထည့်ပြီးအစင်းသေးလွတ်ရတာပေါ့ဗျာဥပဇင်းတွေကပိုင်းတိုင်းမဲ့တာဝန်ကိုယူကြတာပေါ့ဗျာမယူတဲ့ရွာသားတွေကလည်းဝိုင်းလုံးကြားရတာပေါ့ယူသွားတဲ့ရွာသားတွေတယောက်မကျန်ခေါ်လာပြီးတော့ ။တပံကိုလည်းမထိုင်ခိုင်းရတယ်။အယူတွေထဲမှာတရကုံတကြီးပါပါနေရဗျ။ဒီတော့ရွာကိုဖုံးကြီးတွေကပဲအုံနေကြရတာပေါ့ဗျာ။မိုင်းတိုက်ပြီပြော။တံမကန်ပြားတွေတဲကမိခဲရေးရဲတွေအပေါ်ကိုကြီးနှုတ်သည်ရေပေါ်တွေထည့်လိုက်တာမိခိုးတွေထွက်လာလိုက်ကြဗျာ။ကနာလေးအတွင်းမှာကိုတပံကိုထဲမှာမိခိုးတွေပြေးသွားတာပြော။အော်။ကျောင်းဆူတဲ့လူကဆိုအော်တဟာရေတွေတဲ့အယူတွေတဖြည်းဖြည်းငြိမ်လာကြပြီပြော။အော်တတိယလာကြပြီ တကားအကောင်းနေပြောနေကြပြီဗျို့ဟောတရားတော်ကိုဥတိုင်နေကြပြီဗျို့ဖျားမန်တရားမန်တော်မသိအောင်ဖြစ်သွားကြတဲ့လူတွေအားလုံးကောင်းကုန်ကြယူတော့ဗျာတရားတော်ကြီးခမယောင်မှာဝမ်းသာလို့လို့မျက်ရည်တောင်ကျရှာတယ်ဗျာကဲရွာထဲလျှောက်ပြီးတော့မိခိုးတွေတိုက်ကြအောင်ဗျို့ရုပ်ကပြောလိုက်တော့ကောင်းသွားတဲ့ရွာသားတွေကတန်ပကံပြားတွေယူပြီးတော့ရွာထဲမှာမိခိုးမိုင်းတိုက်ကြတော့တာဗောဗျာအာပြေးပြီဗျို့ပြေးပြီကြီးကန်းနေဟောကနေနေအောင်ထပြီးတော့ပြေးကြတာဗျို့ ဆွဲလိုက်တယ်ပေါ်ဝင် ကြီးနှုတ်သည်ဗျာမိโกတွေကလည်းရွာဘကူကြော်ပြီးတော့တလိမ့်လိမ့်တက်သွားတာပေါ့ဗျာဒီကန်းတွေရဲ့ကျင်းစားတွေအငွေးသက်ပါပြောင်းဆိုပြီးတော့အိမ်တွေထဲမှာမိโกတွေလိုက်ပြီးတော့ဖျန်းကြတာပေါ့ဗျာဒီတော့မှပြန်ကောင်းလာတဲ့ရွာသားတွေသူတို့ဘာဖြစ်သွားလဲဆိုတာပြီးကြတော့တာဗျို့တန်ဃာတွေကရွာထဲကြွလာပြီးတော့တက်ကြီးနဲ့အတူတူလိုက်ပြီးတော့ပြောပြနေကြတာဗျဒီတော့မှတည်သွားတဲ့ငဆင်းတို့ငတ်တင်းတို့ညီရကို ကြီးဖြူတက်ပြီးတော့ ကယ်စားတဲ့ဇလန်းကို ပြန်သတိရကြတာပေါ့ဗျာကိစ္စအားလုံးပြီးတော့ကျုပ်ကိုလှဲနဲ့ခဏကုန်အထိတိုက်ပို့ပေးပါတယ်တရားတော်ဦးကနာအတွက်လူတဲ့ပစ္စည်းတွေနဲ့ကျုပ်အတွက်ပေးတဲ့ပစ္စည်းတွေကိုလဲတဲ့စီနဲ့တက်တက်တိုက်ပြီးတော့လိုက်ပို့ပေးကြတာပေါ့ဗျာအားလုံးလဲတဲ့စီနဲ့ကျုပ်ထဏောင်းကုန်းကိုပြန်ခဲ့ရတယ်ဗျာတရားတော်အတွက်လူထိုက်တဲ့လူဝယ်ပစ္စည်းတွေကတ်ပြီးတော့ကျုပ်ကိုအိမ်ရောက်အောင်လဲတဲ့စီကလိုက်ပို့ပေးတယ်အဖားနဲ့အမေကတော့ဒီအားလုံးယူသွားတဲ့ကြီးဖြူဇလန်းနဲ့ကြီးကန်းတွေရဲ့ ိစာအကြောင်းကိုသိဝင်တစားနားထောင်နေကြတာပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျာကိုင်းစရာတာတီရေးသားထားတဲ့ကျင်းစာတင့်ရွာဆိုတဲ့စိတ်ဝင်စားပွဲဟာပရာလောကဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ